မင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံရဲ့ရှင်ဟောင်းမျိုးတော်တွေကိုလိလာမယ်ဆိုရင်မြန်မာပြည်အနောက်ဘက်ကတမိုင်းအမွေနေအများဆုံးတည်ရှိရာရှင်ရခိုင်ပြည်ရင်တွေနန်းတီနေထိုင်ခဲ့တဲ့မြောက်အုံမျိုးကမဖြစ်မနေသွားရောက်လိလာလဲပတ်ရမယ်ရှင်မျိုးတော်ဟောင်းတစ်ခုဖြစ်ပါတယ်ဆက်ရှိရာစုရဲ့အာရှအချမ်းသာဆုံးမျိုးများစီရင်ဝင်တဲ့အသည့်တိုးတက်ခဲ့တာကြောင့်ပရိသတ်ကြီးတို့အတွက်ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ရှင်မြောက်ဦးမျိုးကမြောက်ဦးမင်းဆက်ကိုစတင်ခဲ့တဲ့မင်းစောမှုကစတင်တည်ထောင်ခဲ့တယ်လို့ဆိုပါရယ် ကလတန်မြင့်နဲ့လီမျိုးမြင့်ကြတောင်ကျော်တောင်ဆွေတွေကိုနောက်ခံထားပြီးတော့မဟာဗျူဟာကြကြတည်ထားတာဖြစ်ပါတယ်။ဆက်ရှိရာစုမှာဘင်္ဂလားပင်လယ်အော်ရဲ့အရေးပါဆုံးစိတ်ကန်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ပေါ်တူဂီ၊နယ်သာလန်၊အင်းဝ၊ဗကု၊အရေဗီယာ၊ပါရှာ၊အိန္ဒိယနိုင်ငံတို့နဲ့စန်စပါ၊ချီမြင်၊ဗဒံမြာ၊စင်၊ဂျီဂျွန်၊ညင်၊စင်ဆွေနဲ့ဟင်းကပ်အမွေးကြိုင်တွေကုံတွယ်ခဲ့ပြီးတော့အာရှမှာအချမ်းသာဆုံးမြို့တွေစီးရင်မှထိတ်တန်းကရှိခဲ့တယ်လို့အင်္ဂလိပ်၊အီတလီ ပေါ်တူဂီနိုင်ငံသားတွေရဲ့မတန်အရာသိရပါတယ်။ညအူးဟာခေကောင်းချိန်မှာအခုလက်ရှိရခိုင်ပြည်နယ်မြမပြည်အောက်ပိုင်းနဲ့မင်္ဂလာဒေ့ရှ်နိုင်ငံထောက်ဝက်ကျော်လာအထိအာနာဆက်တက်ရောက်ခဲ့တယ်လို့လည်းတမိုင်းလီလာသူတွေကဆိုကြပါတယ်။ရခိုင်ပြည်နယ်တဝမ်းခေအဆက်ဆက်မင်းအဆက်ဆက်ဖျားစီရီတီထားကိုကိုယ်ကိစားပြီးရောဒဇင်ပန်းခိုင်တမြိုင်မြိုင်ရခိုင်ဖျားပေါင်းလို့ဆူယိုးရှိခဲ့ပြီးရောညအုံမြို့မှာလက်ညှိုးညုံမလွဲဇီဒီပထိုးနဲ့တမိုင်းအမွေနေများစွာကျင်းရခဲ့ပါတယ် ဒီကနေ့တိုင်းထင်ရှားလျက်ရှိတဲ့တမိုင်းမွေနေ့တရားတော့ရှစ်သားပထိုးတော်ကြီးထောက်ကန်သိန်းပထိုးတော်ကြီးကိုသားပထိုးတော်ကြီးအန်တော်သိန်းလေးမျက်နာပထိုးတော်ကြီးမန်ငါးပါးစီဒီဆန္ဒမုန်ရုပ်ွားတော်ဗန္နူလာကျောင်းတို့ဖြစ်ပါတယ်ရှစ်သားပထိုးတော်ကြီးကိုရခိုင်မရင်မင်းပါလက်ထံမှာဖျားရုပ်ွားတော်ပေါ့ရှစ်သားနဲ့တီထားကိုခွေခဲ့ပါတယ်ပေါ်တူဂီရန်ကိုအောင်းနိုင်တဲ့အထိမ့်မနဲ့ရန်အောင်စီရပထိုးတော်ကြီးလို့လည်းခေါ်ဆိုကြပါတယ် ရုပ်ပွားတော်ပေါင်း၈တောင်းအပြင်ဖျားရှင်ရဲ့ရှင်ဘဝဖြစ်စဉ်တွေကိုလည်းညားစွာတုလို့ပူဇော်ထားတာကိုတွေ့ရပါတယ်။ဖျားခုပင်းရဲ့ညနေနေဝင်အလာကို ပထိုးတော်ကြီးဘောကနေခန်းစားနိုင်ပါတယ်။ထောက်ကန်တဲ့ပထိုးတော်ကြီးကညနေနေရောင်နောက်ခံနဲ့အလွန်ခမ်းနားတက်ပေရာတွေ့ရပါတယ်။မန်ငားမန်လို့ခေါ်တဲ့တက်ကြမန်အောင်စီရီကို1629ခုနှစ်မှာတတိယသုဒ္ဓမရာစာမင်းရ၎င်း ဇီနာမန်အောင်စီဒီယန္နာမန်အောင်နဲ့လောကမန်အောင်စီဒီတွေကိုတော့1658ခုနှစ်မှာစန္ဒာသူဓမရာစာမင်းရ၎င်းမင်္ဂလာမန်အောင်စီဒီကို စန္ဒာသူဓမရာစာရဲ့အရာရာကိုခံယူရဲ့သားတော်ဩကာဗလာမင်းက၎င်းအသေးသေးတီထားကူးကွယ်ခဲ့ကြပါတယ်။ကိုတော်ပထိုးတော်ကြီးကိုမင်းမဘရင်ရဲ့သားတော်မင်းတိတ်ခါကဇီဒီပေါင်း9000နဲ့တီထားခဲ့တာဖြစ်ပါတယ်။ ထိုးတော်ကြီးတီးတဲ့အချိန်နဲ့ထီးတော်တင်စဉ်ကလေးကမိုးကျိုးတွေတိမှန်တဲ့အတွက်ကြောင့်ဒီကနေ့အထိအပိသက်ဆောင်းလုံးနိုင်ခြင်းမရှိဘူးလို့ဆိုကြပါဗျ။လင်းမျက်နာပထိုးတော်ကြီးကထုံကန်သေးပထိုးတော်ကြီးအနီးမှာတီးရှိပြီးတော့မင်းဆောင်မုံဘရင်ကတီးထားခဲ့တာဖြစ်ပါတယ်။မုံလေးကအရင်လင်းမျက်နာကိုမျက်နှာမူပြီး